ယူနိုက်တက်ရဲ့အမှန်ကန်ဆုံးရွေးချယ်မှုလို့ဆိုရမယ့်ကိုသမားလေးလက်မှန်။မိန်းနတဲ့တင်ရဲ့လူငယ်ကိုသမားအစ်ကိုသမားလက်မှန်ရဲ့လက်ရှိစွမ်းဆောင်ရည်တွေကိုပြည်သူတွေရောဝေဖန်သူတွေပါထုတ်ကုန်ပြုတ်ချီးကျူးနေကြပါရယ်။ပြည်မြလိမှာတွေ့ကြုံနေပါတဲ့ကစားမတဲ့တွေကိုဖြစ်ပေမဲ့သူပါဝင်ကစားခဲ့တဲ့နှစ်ပွဲစလုံးမှာနှစ်ပွဲလုံးကိုအတင်းအကျပ်နိုင်ရလက်ဆောင်ကျင်းပေးထားနိုင်ခဲ့ပါတယ်။သူကစားခဲ့တဲ့ကစားဟန်နီကလည်းပရီးမီယာလိရဲ့ထိပ်တန်းစင်တန်းနဲ့ကိုက်ညီတဲ့တကယ်ကိုစင်တန်းမြင်မှာပြီးလမိုင်းရဲ့ဆုံးဖြတ်ချက်ချဘုံကရွေးနေမလားအောင်တည်ငြိမ်ပြီးရည်ကြံထက်မြက်နေတာကိုထင်ရှားစွာမြင်တွေ့ရပါတယ်။ဒီလိုမျိုးကြီးချင်းကမန်နယ်တဲ့အတင်းအကျပ်နာဂတ်မှာအားကိုးရမဲ့ပိုင်ဆိုင်မျိုးတစ်ခုဖြစ်လာစေမှလည်းဖြစ်ပါတယ်။ လူငယ်ကုလမတိလမန်ရဲ့ထူးခြားဆုံးဆွတ်ဆောင်ရင်ကိုမင်းညာကပွဲစဉ်တွင်မှာတော်လေးကိုချင်းချင်းလေးလေးမြင်တွေ့ခဲ့ရပါတယ်။အထူးသဖြင့်လီဗာပူးတီးရထိုင်တိုင်းဆင်မှုမိုဟာမက်ဆာလာလွဲတော်ခဲ့တဲ့ပိုင်ခွင့်ရေးတလုံးကိုအနီးကပ်လေးလာကြည့်မိပါတယ်။ဆာလာကပုံမှန်အားဖြင့်ဒီလိုမျိုးရန်နှုံးပြည့်နီးပါးထေချာတဲ့ခွင့်ရေးထဲမှာဆိုရင်ကိုတင်မို့ယုံကြည်စိတ်ချရတဲ့ကဘာစင်တက်ရှိကစားမတူဦးလေဖြစ်ပါတယ်။ဒါပေမဲ့ဒီရေးကြီးတဲ့ချင်းနဲ့မှာလမန်ရဲ့ဂိုစီကနေရှစ်တက်လာပြီးဒါရိုက် PI ပြတဲ့ပုံစံကအလုံးထိရောက်သွားခဲ့ပါတယ်။လမိုင်းရဲ့ရေရွေးဝင်ရှစ်ထွက်လာမှုကြောင့်ဆလာကဘောလုံးကိုဂိုးပေါက်တင်ထိကြကြမသွင်းနိုင်တော့ပဲအလင်းစလိုကန်သွင်းလိုက်ရကနေဂိုးပေါက်လွဲချော်သွားစေခဲ့တာဖြစ်ပါတယ် ဒီလိုမျိုးတင်းမာပြီးဖီယာများတဲ့ဘွဲကြီးပုကောင်းကြီးရဲ့ရေးချီးတဲ့ခိုက်တဲ့မျိုးမှာအရင်ကတွေ့ကြုံရှိတဲ့ဂိုဒမားကြီးဖြစ်တဲ့အိုနာနာဒါမှမဟုတ်ဘိုင်ယန်နာတို့လိုဝိုင်းရင်ဂိုဒမားကြီးတောင်ရှေတိုတပီပြိုင်ဘက်ကိုဒီလောက်ထိရဲရဲဝဝင်စိန်ခေါ်ဖီယာပေးဖို့ခက်ခဲခဲ့ပါတယ်။ဒါကြောင့်ဝိုင်းရဲ့ဆုံးဖြတ်ကိုပြောင်းလဲစေနိုင်ခဲ့တဲ့ချင်းမီမာပါမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုချင်းကိုက်ချမှတ်နိုင်ခဲ့တဲ့လမ်းမရဲ့ကစားဟန်ကိုတကယ်သဘောကျနှစ်သက်မိပါတယ်။ဒါအတွက်အာယုံဆူဆိုင်မှုမြေမာချင်းနဲ့ရဲစံတပ်တိချင်းကိုပြသနေတာလည်းဖြစ်ပါတယ်။ ။ဓမ္မရဲ့ကောင်းမှုနဲ့ဒူးချင်းဆွမ်းဆောင်ရေးပြင်သူနဲ့ခန်စစ်တန်းကစားမရရဲ့ချိတ်ဆက်မှုကလည်းလွန်အားကောင်းနေတာကိုတွေ့ရပါတယ်။ကိုသမားနဲ့နောက်တန်းကြားနားလည်မှုကအတင်းရဲ့ခန်စစ်ခိုင်မာမှုကိုတိဆောက်ပေးခဲ့ပါတယ်။ကွင်းလက်ဖြတ်ပိုင်းသာဒီတပ်ပုတ်ပြီးကောင်းမှုနေမယ်ဆိုရင်တော့မယူတင်းရဲ့လူချင်းကပုံပြီးပြေဆုံးသွားမှာပါ။မင်းကြီးကပွဲချင်းကိုကြည်ကြည်အဖြစ်နီးပြဖွဲ့နဲ့ကစားမရိကခန်းစစ်ကစားဟန်ကိုဒေးစိတ်ဒေးချပြင်ဆင်လာခဲ့တာသိကြပါရယ်။လူဘဘူးရဲ့တိုက်စစ်ကိုဘယ်လိုထိကျုံမလဲဆိုတော့အင်စာလှုပ်လာခဲ့ပုံရပါရယ်။ဒါပေမဲ့ဒီကအောင်မြင်မှုရဲ့တော့ချက်ကတော့ကစားမရိရဲ့ပြင်ပြတဲ့နိုင်လူစိတ်ကအမြင့်ဆုံးခြေနေမှာရှိနေခြင်းပဲဖြစ်ပါရယ်။အဲဒီလိုမျိုးစိတ်သက်ခွန်အားကပဲအတင်းတော့ဘောတဘွဲကိုလိုရှိတဲ့ရလက်ကောင်းနဲ့ရရှိစေဖို့အတွက်အဓိကတွန်းအားဖြစ်ခဲ့တာပါ။ လမန်နဲ့မယူနိုက်တက်တင်းရဲ့ခက်စစ်ပိုင်းစီလုံးညင်မှုနေစင်းတဲ့ပိုင်းပြင်ဆင်မှုနဲ့နန်လူစိတ်ပေါင်းဆက်လိုက်တာကယူနိုက်တက်တင်းကိုအောင်မြင်မှုလွန်ကြောင်းမှုဆက်လက်ဦးတည်သွားစေမှာသိကြပါတယ်။ဒီမှာယူနိုက်တက်ကတည်းကအမှားတရားချက်ပြတ်သွားတယ်။